အားလုံးပဲမင်္ဂလာပါအခုမေတာမှာကတော့အားလုံးသိတဲ့အတိုင်းပဲမတ်စမန်တွေတက်ဖိုက်တာတွေကိုဂိုးလိန် ဆော့လာကြတယ်မေတာလို့ပြောရမယ်အဲ့လိုဆော့လာတာကဂရန်ဂျာတို့မော်စကိုတို့ကို ထိန်းနိုင်အောင်လို့ထုတ်ထားတဲ့သဘောပဲဗျဥပမာဘိန်းစီစီစားရကောင်တွေကဖိုက်တာဂိုးလိန်မှာဆော့ဖို့အသင့်တော်သောကောင်တွေဖြစ်တယ်ဒီကောင်တွေကလိန်လဲတာတယ်လက်စစ်ယူရတာလည်းလွယ်အဲ့ဒါကြောင့်မလို့ rage hero တွေနဲ့ရှင်ပြီးတော့တော့ ဦးစားပေးပြီးတော့ဂိုးလိန်မှာထုတ်ကြတာများတယ်ဒီနေ့ဗီဒီယိုမှာကတော့အဲ့ဒီကျန်းနေပါတယ်ဆိုတော့ဂိုးလိန်ဖိုက်တာတွေကိုမှပြန်နိုင်မယ်မာစမန်၃កောင်အကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးတစ်កောင်ကတော့ဘရော်ဒီပါဘရော်ဒီကရှေတိုးနောက်ဆုံးလှုပ်ပြီးလန်လန်ပုတ်လို့ရတယ်ပြီးရင် enemy တကောင်ကိုသူ့ရဲ့ mass hp နဲ့ skb damage ထိရာဖြစ်တဲ့အတွက်ကြောင့်မလို့ fighter တွေလိုသွေးများတဲ့ကောင်တွေအတွက်ကအိမ်မဆိုးပါပဲနောက်တဲ့တကောင်ကတော့နတန်ပါ နတန်ကတော့အားလီမှာတော့နည်းနည်းဆော့ခတ်လိုက်မယ်ဒါပေမဲ့သူ့ရဲ့ item timing တွေရောက်လာပြီဆိုတာနဲ့ enemy ရဲ့မာလာပါတယ်ဆိုတော့ fighter တွေကိုဖောက်ပြီး damage တွေကအလုံးလိုက်အခဲလိုက်ကိုဝင်တာဗျနောက်ပြီးတော့ interference တို့ဘာလို့ဆိုတာကလည်း fighter တွေလိုဝင်လုံးတဲ့ကောင်တွေအတွက်တော်တော်လေးကိုကန်ဆာပေးနေတဲ့စပယ်ပဲဗျအဲ့ဒါကြောင့်မို့လို့နတန်ကလည်းတော်တော်လေးရွေးချယ်တင်းနဲ့ choice တဲမှာပါနေတယ်နောက်ဆုံးတစ်ကောင်ကတော့ harry ပဲဖြစ်တယ်ဗျဒီကောင်ကနည်းနည်းခတ်တဲ့အတွက် ဆရာကြကြကင်တတ်ဖို့တော့လိုအပ်ပါလိမ့်မယ်။ဟဲရစ်ကအခုမေတာရဲ့ကျန်းနေပါတယ်ဆိုတော့ CC တို့ဘာတို့ကို Vanjas ကကတင်းကိုပေးပြီးတော့ရှင်းလို့ရတယ်ဗျ။ဒီလိုမျိုးရှင်းတဲ့ပွဲတွေဆိုတာ NBA တွေပြိုင်ပွဲတွေမှာအများကြီးပဲဗျ။ဘိန်းကိုလည်းဘိုင်ဝမ်မှာ spare တွေရှောင်ပြီးချမယ်ဆိုရင် AC နိုင်ပါတယ်။ဘိန်းကသွေးတက်တဲ့အချိန်ဟဲရစ်ကလည်းရှီးတွေတက်နေတာမို့လို့ကိုချနိုင်ဖို့ပဲလိုအပ်တယ်ဗျ။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ brother တို့ထဲမှာရော ဖိုက်တာဂိုးလိန်တွေကိုဘေးမာစမန်တွေနဲ့ကောင်တာနေပြီးတယ်ကွန်မန့်တွေမှာရှယ်ဝင်လုပ်ခဲ့လို့ရပါတယ်ဗျအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်